ရှားထွက်ကလေးကအခုချိန်ထိတော်တော်လေးကျန်းနေတဲ့ဟီးရိုးတကောင်ပြောပါဆိုရင်တော့အလူကပ်ပဲဖြစ်ပါတယ် ကဲအားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ခိုတာပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးမှာတော့အားလုံးသိကြတဲ့အလူကရဆိုရင်တော့ကျွန်တော်တို့အရင်ကဒေါ်လေးကျန်းခဲ့ပြီးတော့မှနောက်ပိုင်းမှာမွန်ဆွန်နေတဲ့ net flight တဲ့အချိန်မှာလူတော်တော်လေးကင်ရနေခဲ့ပါတယ်နောက်ဆက်အနားအရင်ကအလူကရဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပဲ5 vs 1နဲ့ဝင်ခုတ်တဲ့အချိန်မှာလည်းတော်တော်လေးဥမာမာခဲ့ပြီးတော့မှအခုချိန်မှာဆိုရင်တော့1 vs 1တော့မနေထိနေရပါတယ်အဲ့ဒီအတွက်ဒီကနေ့ဗီဒီယိုလေးကဆိုရင်တော့အလူကက်ကိုဒီထက်ပို့ပြီးတော့ကျန်းအောင်ဘလောက်ကန်လဲဆိုတာလေးကိုကြွနေတဲ့အနေနဲ့များ guide လုပ်ပြီးတော့မှာပါအရင်ဆုံးကြွနေတဲ့အလူကက်ရဲ့ passive ကိုရှင်းပြပြပါမယ်အရင်ဆုံးမရှင်းပြခင်မှာအားလုံးသိထားမယ့်ချက်ကအလူကက်ရဲ့ passive ရဆို ွင်သူ့ရဲ့ scale ပေါ်မူတည်နေတဲ့အတွက်ကြောင့်လို့ကျွန်တော်လည်း scale 1နဲ့အရင်ဆုံးတွဲပြီးရှင်းပြပေးမယ်။နောက်ဆက်အတားမဲ့အလူကက် scale 1တုံးလိုက်တဲ့အချိန်မှာ enemy ကိုဓာတ်နဲ့ပြေးခုံမှဖြစ်ပြီးတော့အားလုံးမြင်နေရတဲ့အတိုင်းပဲသူ့အနေနဲ့က spare တစ်ခါတုံးမိရမှသူ့ရဲ့ basic attack range ကကျယ်ပေါင်းမှာဖြစ်ပါတယ်။အလူကက်ရဲ့ passive အရဆိုရင်တော့ enemy တွေကို physical damage ပို့ပေးတဲ့အပြင်ကိုမှနောက်ဆက်အတိုင်းပဲချရတာလည်းလွယ်ကူတလို့လိုက်ရတာလည်းလွယ်ကူပါတယ်။ဥပမာအဖြစ်ဟာလေးနနာအင်ဂျလာစားတဲ့ဒီလိုကောင်းလေးပါလာလို့ရှိရင်တော့တော်တော်လေးလိုက်ချရတာပိုအဆင်ပြေတယ်ဗျာ။အဲ့တော့ကျွန်တော်တို့ scale 1ကိုစပြီးရှင်းပြပေးမယ်။ scale 1ကိုတုံးလိုက်လို့ရှိရင်တော့မြင်တဲ့အတိုင်းပဲ enemy တို့ဓာတ်နဲ့ပြေးခုံမှဖြစ်ပြီးတော့ move smash speed လဲနိုင်ငံ short ချပြီးပါတယ်သူတို့ပြည့် enemy တွေပတ်ပြင်းနေတဲ့အချိန်မှာအလူကန့်အနေနဲ့ scale 1နဲ့လိုက်ရပိုးလွယ်ကူပြီးတော့မှ damage ပေးရလဲပိုးလွယ်ကူနေပါတယ်နောက်တစ်ခုအနေနဲ့အခုမှထွက်လာတဲ့ new hero တွေလိုမျိုး Lucas တို့ Kalia တို့စသဖြင့်ဒီလိုကောင်းတွေကို kait တက်လို့ရှင်တော့အလူကန့်အနေနဲ့ကောင်းကောင်းကောင်တာနိုင်ပါတယ် Kaisros guy ရှင်နေမှာ solo join နဲ့ scale 2ကိုဆက်ပြီးရှင်းပြပြီးမယ်အလူကန့်ရဲ့ scale 2ကိုတုံးလိုက်လို့ရှင် enemy ကိုဓာတ်နဲ့ဝိတ်မှဖြစ်ပြီးတော့သူ့အနေနဲ့က HP ထပ်တိုးပါတယ်ရှင်းရှင်းပြောရရင်တော့အရင်တော့ old Lucas ပို့ပြီးတော့တွေ့တဲ့အလွယ်ကူပေမဲ့အခုချိန်ကအလူကန့်ဆိုရင်တော့ wise နဲ့ endless battle ပေါ်မူတည်ပြီးတော့မှတွေ့တဲ့အဖြစ်တွေအတွက်ကြောင့်မို့ item တို့ဒေချာလေး set up လုပ် ော့လိုအပ်မယ်။အာလူကအနေနဲ့က 2SK2 ဟုတ်လိုက်တဲ့အချိန်မှာ enemy ရရှိရင်ရှိတော့သူရတက်မှာဖြစ်ပြီးတော့အတူတူပြင်းဝါအစ်ရှင် LS ပဲတဲ့ DI တဲ့နှစ်ခုကပေါင်းလိုက်လို့ရှိရင်တော့သူရအပြည့်ပြန်ရပါတယ်။ဒါပေမဲ့လည်းခုနောက်ပိုင်းအာလူက hyper solo တဲ့ SM ပြည့်အတွက်ကြောင့်မို့ ESP ပဲသွားတာများပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အာလူကအနေနဲ့က retreat spell ကိုယူလိုက်တဲ့အခါမျိုးတွေကြားလို့ရှိရင်အာလီဘက်မှာတော့တော်တော်လေးကျန်းမာဖြစ်ပြီးတော့ late game မှာ enemy ဘက်မှာလေလာမီယာကလင်စတဲ့ဖြင့်ဒီလိုကောင်းနေပါလို့ရှိရင်အာလူကအနေနဲ့တော်တော်လေးယုံရပါတယ်။ကဲဆိုတော့နောက်တစ်ခုအနေနဲ့အဒီမဲကိုရှင်းလိုက်ကြရအောင်။အာလူကအနေနဲ့ကအဒီမဲ၃လိုင်း enemy တွေ movement speed short shot မှာဖြစ်ပြီးတော့မြင်တဲ့အတိုင်းနောက်တစ်ချက်ထပ်၃လိုင်းလို့ရှိရင်တော့ ် enemy ကိုဓာတ်နဲ့လှမ်းပစ်မှာဖြစ်ပါတယ်ဒီနေရာမှာအားလုံးမြင်နေရတဲ့အတိုင်းပဲအာလူကက်အနေနဲ့က ultimate တုံးလိုက်ပြီဆိုတာနဲ့သူက sk1 2ဟာ wine လေးပက်လာပြီးတော့ရှင်းရှင်းပြောရရင်တော့အဲ့ဒါနောက်ထပ် passive တစ်ခုလို့တော့ခေါ်လို့ရပါတယ်ဘာကြောင့်လဲဆိုရင်တော့မြင်နေရတဲ့အတိုင်းပဲအာလူကက်အနေနဲ့က ultimate တုံးလိုက်တဲ့ချိန်မှာသူက sk1 2ဟာ landing မှာဖြစ်ပြီးတော့ခူရောကလည်းမြန်တယ်လို့ enemy ကိုလည်း damage ပို့ပြီးမှဖြစ်ပါတယ်ကဲဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့အာလူကက်အကြောင်းရှင်းပြီဆိုတော့ကြောင်းအနေနဲ့က item နဲ့ plan အကြောင်းရှင်းပြပြပါမယ်အာလူကက်ရဲ့ item သူယူတဲ့ barrel spell ပုံမှာ multi ပြီးတော့ပြောင်းလဲတာဖြစ်တဲ့အတွက်ကြောင့်မို့ရှင်းရှင်းပြောလို့ရှိရင်ကိုယ့်လိုအနေနဲ့ retrieve spell ကိုယူထားလို့ရှိရင်တော့အားလုံးဘက်မှာ wise ထက်မယ်ပြီးကြလို့ရှိရင်တော့ ော့ endless battle ထည့်ပြီးလိုက်ချဖို့ကောင်းပါတယ်။ဒါကြောင့်လဲဆိုရင်တော့ကုလူအနေနဲ့က jungle တိုးတာဖြစ်တဲ့အတွက်ကြောင့်လို့ late game မှာတော့ aluka အနေနဲ့အနေနဲ့များတွေးတော်တော်လေးပြော့ပါရယ်။ဒါပေမဲ့ aluka ကို blue bay ဆိုဆို hunter strike နဲ့ endless battle ဒီ item နဲ့ချောင်းတာပါလို့ရှင်တော့အနေနဲ့များတော်တော်လေးကျန်အောင်ကြောင်းနဲ့တွေးရတယ်။ item ဆိုတာလည်း late game စကားပြောရမလို့ကုလူအနေနဲ့ပုံတိဆက်လို့တော့မရဘူး။ဒါပေမဲ့ပုံတိ item နဲ့ချောင်းဆိုလို့ရှင်တော့ hunter strike နဲ့ endless battle ကတော့ aluka အတွက်မပါဘူးဖြစ်ပါရယ်။အဲ့ဒါဆိုမင်းကလီစကားတွေပြောနေရလားမေးရင်တော့မဟုတ်ဘူးဒီမှာတခြားလေးရှင်းပြပေးမယ်။ဒီမှာကျွန်တော်အနေနဲ့ကအရင်ဆုံး physical boost ကိုထည့်မယ်။ပြီးကြရင်တော့ first item ကိုကျွန်တော်အနေနဲ့ hunter strike သွားမယ်ဗျာ။ပြီးကြရင်တော့ကျွန်တော်အနေနဲ့က endless battle ကိုတမ်းမတွားတည်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်တော့ enemy ဘက်မှာ blue ကောင်တွေပါလဲဆိုတော့တရားလေးကြည့်မယ်တကယ်လို့ enemy ဘက်မှာ angela estate ဒီလိုမျိုးတက်ခတ်တဲ့ကောင်တွေပါရတော့ join နေတာ cf ဘက်ကိုသွားမယ်ပြီးမှပဲ ls battle ကိုသွားမယ်ပြီးရင်တော့ bod နဲ့ melee fury ထည့်မယ်ဗျာ airplane နေကတော့ကျွန်တော်အခုပြန်လာ airplane ကိုတုံးနိုင်ပါတော့ဘာကြောင့်လဲဆိုရင်တော့ join နေတာ damage only ပဲပေးချင်ဦးမာလဲမမာချင်ဦး damage join နေတဲ့က skill ကူးတော့တော်တော်လေးအေးပေးပါတယ်ကဲဆိုတော့အလုပ်က game လေးကိုသွားကြည့်လိုက်ရအောင်ဒီမှာဆိုရင်အလုံးမြင်နေရတဲ့ damage enemy ဘက်မှာ address ပါတယ် pnc ပါ chong lin melissa အကောင်လုံးကိုကျွန်တော်မနိုင်ဘူးဗျာ damage join နေတာအသားလေးထင်းဆုပ်ပြတော့မယ်ဒီ video လေးမှာတော့ join နေတာနာတန်တော်တော်လေးပေါက်နေတာကို လို့နေဒီဒီထားပုံပြလိုက်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသွားနာနေတဲ့အတွက်ကြောင့်မစကားကောင်းမပြောနိုင်ပါဘူး။ဒါကိုကျွန်တော်ညှစ်ပြောနေတဲ့အတွက်ကြောင့်မလို့နှာတန်းထွက်နေတာပါ။အားလုံးကိုတီးခိုက်ပြီးကြီးပြီးကျွန်တော်တောင်းဆိုပါရစေ။ဒီမှာဆိုရင်ကျွန်တော်နဲ့ရှင်ထင်းရတာဟိုဘက်ခြောင်ဖြစ်ပြီးတော့မြင်တိုင်းပဲကျွန်တော်အတားလေးတို့သွေးလျှော်တယ်။ဒါပေမဲ့ခြောင်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အရင်နိုင်ကဲလို့မရဘူးကော။ဒါမှမဟုတ်လို့ရှင်ကျွန်တော်ရှော့ရပါလိမ့်မယ်။အမေသူကပဲအီမုတ်ပြရရှိတယ်။တွေ့မယ်တွေ့မယ်ညီလေးခဏနေတွေ့မယ်။ခုလိုလို့ဆိုတော့ကျွန်တော်ကခရီးကိုအရင်မစားသေးဘူး။ ။ဘာကြောင့်လဲဆိုရင်တော့မြင်နေရတဲ့အတိုင်းပဲဟိုဘက်ချောင်းလင်းကိုအပိုင်ယူထားပြီဗျာ။အဲ့တော့ကျွန်တော်တာဝါထဲမှာ SD နေမယ်ပြီးရင် save လေးဆုံးမယ်ဗျာ။ဟာရဟိုဘက်ချောင်းပဲပြောက်သွားအောင်။ခဏလေးညီလေးဟိုဘက်မှာထင်တယ်ညီလေးဟိုဘက်မှာထင်တယ်။တွေ့မယ်တွေ့မယ်အေးညီလေးဆာရာဆာရာကိုကြီးတို့ကဒါမလုပ်ချင်သေးဘူး။ကိုရီးယားအနေမျိုး9မိနစ်အတွင်းတော်တော်လေးအေးရေးပေးတယ်။ချောစီပြောလို့မဆုံးတဲ့ဟိုမှာလင်းကနိုင်ပေါ်တက်ပြီးဘာလို့ညာလဲမသိဘူး။ဟဲ့အောင်ဒီကောင်ဟိုက်ပါယူထားပြီးတော့ဘာမှမလုပ်ဘူးတဲ့။မဲမဲမစမလေးကကိုရီးယားကိုပြတွေ့မယ်တွေ့မယ်ညီမလေးမပြင်းရောညီမလေးမပြင်းတော့ရောက်မှာကိုရီးယားအဲဒါပဲတွေ့ရအောင်ကောင်းပြီလို့ ကျွန်တော်ပြောခဲ့တဲ့အချိန်မှာအလူကတော်တော်လေးလိုက်ချတာအဆင်ပြေရဲ့ဗျာအဟားကြောင့်လဲကျွန်တော်နေရအလူကကို HP ဆော့တာပါအခုဆိုရင်မဟုတ်ပါကမလီစာလိတ်ကိန်းဘလိုလာမယ်မသိဘူးအဲ့တော့ကြောင့်မကျွန်တော်နေရနည်းနည်းပေါ့ဒီဖန်တော့ထည့်ရမယ်ခုလို့ဆိုတော့တတ်တယ်ဟောက်ရီဟိုကောင်းရီရှင်ပေါ့ဘူးတဲ့အားရောင်အဲ့ဒါကြီးကငါတို့လာနေအောင်မခန့်တာလားမသိဘူးအခုမှတတ်တယ်တက်ပြီးရလေကွာမင်းတို့ဒါမျိုးဆိုအုပ်လိုက်ရဝိုင်းလုံးမှာညီလေးချော့လိုက်တော့ဒါပဲချော့အမေဟောက်ရီငါတို့ကလောင်ရကော်လက်တာစကင်နဲ့လေငါတို့တတိမထားမိဘူး တော်လေးလှရတာကိုရီမွေနိုင်လို့လားမသိဘူးဒီမှာဆိုရင်အာလီဘိုင်း9မိနစ်မပြည့်သေးဘူးခုဒူဘတ်ဆက်ဝန်လာဆိုင်ရင်ဒါမဲ့ကိုရီရဲ့ AC ပဲအမှန်ချောင်းလေးကကန်ပြီဒါမဲ့ကျွမ်းနေတဲ့တာဝါလေးရောက်သွားပြီပေါ့နော်နင်းနဲ့အများတော့ကျွမ်းနေတာဟိုဘက်မစမလုံးမိရဲ့ဆိုပြန်ကျွန်တော်ရှင်းသွားရဲဒါမဲ့ဟိုဘက်ချောင်းလည်းရှင်းသွားရဲတွေးမယ်ညီလေးရဲဒါရရရရ ကိုကြီးကလေကင်းဆောက်လေကင်းလေကင်းကြလို့ရှင်မင်းတို့5.1ဝင်ခုတ်ပြီးဒီလိုနေရာမျိုးမှာဆိုရင်ကိုလိုနေရာဘာမှတွေ့ဝင်မနေနဲ့မြင်းနေလားမြင်းနေဆိုဝင်ခုတ်ပလိုက်ဒါဆိုအရှင်ဟိုဘက်မှာတာဝါမရှိတော့အဲ့တော့ကြောက်နေတာဟိုဘက် LS ကိုဝင်ခုတ်လိုက်တယ်ကံကောင်းတာတခြားဟိုဘက် server ကျွန်တော်ပိုင်းဖို့စဉ်းစားနေတာဒါမှလည်းကျွန်တော်ဟိုဘက်လောင်းရရုပ်ပြရောက်ချလိုက်ပေါ့နော်အဲ့ဒီတော့ကျွန်တော်နေနေရာလဲဟိုဘက် mass man လို့အနေနဲ့များတွေးလျှော့ပြရပေါ့ဒီမှာဆိုရင်ပေါ်ရဲ့ချင်းက9မိနစ်ရှိပြီကိုကြီးကဘာမှမလုပ်ချင်သေးဘူးအောက်လေးမှာမြင်းနေရတယ်မဲ့ LS ကြီးကလူဘဝနေရညီလေးတွေ့မယ်မပြင်းနေအောင်မပြင်းတော့ညီလေးခဏဆောက်ခဏဆောက်အမေမေကျွန်တော်ဟိုဘက်ရင်လို့ကြာဒါမှမဟုတ်ကျွန်တော်ဟိုဘက်ရင်ရှော့ရိုက်ပေါ့နော် ဒါကောက်စားအောင်လွတ်သွားမှဆိုလို့စည်တနာကဲဒီမှာဆိုရင်အားလုံးမြင်ရတယ်မဲ့ချောင်းပရိုလေးကကိုကြီးတို့လုံးချင်တာဒါမဲ့လည်းမပြင်းတော့ရော့အောင်မှတခါရဲဒီမှာအာလူကတ်နေနဲ့ဘလောက်ကျန်လဲဆိုတော့ကျွန်းနေတကွပြမယ်ဟိုဘက်မှာဆိုလို့ရှိရင်အုတ်လိုက်ကျွန်တော်ဘယ်လေလာဆိုင်တာဒါမဲ့ကျွန်တော်အသာလေးပဲဟွီဟွီယူချော့ညီလေးဒါရဲ2016ကနေ2020အထိကအာလူကတ်တော်တော်လေးကျန်းခဲ့ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ချောင်းကအာလူကတ်ပြန်တက်နိုင်နေပါဘူးဖျောက်ရေးဟိုဘက်ကတကောင်မှထွက်မလာဘူးတဲ့အမေမေစေပါလေးကသူပဲရီကောပြရရှိတယ်ညီလေးတွေ့မယ်ညီလေးတွေ့မယ်ခဏလေးဆောင်ခဏလေးဆောင်ကိုကြီးကမလုံချင်သေးဘူးမလုံချင်သေးဘူးအလားကြည့်နေမင်းကိုအလားကြည့်နေ အမေကျွန်တော်အနေနဲ့ကလည်းနည်းနည်းပါးပါးလေဝင်တက်လိုက်တယ်ဗျာဟိုမှာမြင်နေရတဲ့အတိုင်းပဲကျွန်တော်ဘက်ခရစ်တော်လာပြီအမေမေဟိုဘက်အဲ့ဒီကြီးကဘာလို့ကြီးကဘာလို့ကြီးကညီလေးညီလေးကိုယ်ကဝင်ခုံမှာဝင်ခုံမှာတော့စိတ်မထိန်နိုင်ဝင်ခုံမှာကိုယ်ကခဏလေးဆောင်ခဏလေးဆောင်အမေဟိုဘက်ကကောင်းတယ်ဟုတ်နေပြီဟုတ်နေပြီကောင်းကျုံဒါပေမဲ့ကျွန်တော်နေရမအန်နေဘာကြောင့်လဲဆိုတော့ဟိုဘက်ကကောင်းတော့အေးသေးလေးဈေးခက်ပဲတိတ်ညီလေးပဲလာတော့ဟာရောင်ငါတို့ဘက်ဖတီးကဟုတ်နေပြီဟုတ်နေပြီအမေကျွန်တော်ဘက်ကရင်ရလဲဘယ်လိုခေါ်ရအောင်ဟာဟာရောင်အဲ့ဒီကြီးလဲကြွားသွားကြီးဒီမှာဆိုရင်ကျွန်တော်နေရ enemy drone နားမှာပဲအေးသေးလေးဈေးခံပြီးတော့တက်နေအမေငါတို့ဘက်ဖတီးကပါရဲဟုတ်တယ်ဟုတ်တယ် ျွန်တော်ဘက်ကဖရန်ကိုတော်တော်လေးကောင်းတယ်ဗျာမင်းတို့ကဘယ်တယ်ဖြစ်နေပါလဲဆိုမှချောင်းကဘယ်ဟူလာတာဟောဟာရှော့ညီဒါကတော့စိတ်မကောင်းမင်းထိုင်နေမှာဩငါတို့ဘွားရဲ့ဒီနေ့ဒီနေ့ခင်းဆော့ရလဲအမဟိုဘက်ကအဲ့တဲ့ရဘယ်ဟူလာပြန်ပြီးညီလေးလဲရှော့အမငါတို့ဘက်ကဟိုဘက်ငါ့ကိုကန်တာရဲဟိုဘက်ချောင်းလဲညီလေးတွေ့မှအားကြောင့်အားဟိုဘက်ပြေးသွားပြီတဲ့ကျွန်တော်အဲ့ဒီတုံးတာနောက်ကျသွားတယ်ဗျာဒီမှာဆိုရင်ဟိုဘက်စီပါကျွန်တော်ဘက်ရင်ဝင်ပိုင်းတာဒါမဲ့လည်းမင်းရောက်လေးလူကြီးရတက်ပြလိုက်တယ်မင်းရောက်ရေငါခေးမရဘူးတဲ့ကျေးဇူးတင်ပါတယ်လို့ခုမှ assistant ၆ခါတော့ရှိနေပြီ မဲ့အဲ့တဲ့ရပဲဗျာရေးရတာလေးရှော့ဟာရောက်ငါခင်းမရပြော်ရှော့ဒီရှော့ဒါပဲဒဘယ်ကေအခုတော့ဒဘယ်ကေရပဲဟာရောက်ဒဘယ်ကေမရဘူးကွချောင်းဖက်တီးကစားသွားတာဒီကောင်ကဘာလုံးဟာကိုရီးယားမက်ချ်မန်ကိုပိုင်းချင်တာညီလေးလေးလို့လာမလို့တခါဖြတ်ပြလိုက်မယ်နော်ဒီမှာဆိုရင်ဒါနောက်ဆုံးဖက်တယ်ပဲအဲ့ဒီအတွက်ကြောင့်မကျွန်နေတာဘာမှထွေထူးစဉ်းစားမနေဘူးတခါဝင်ခုတ်အကုန်လုံးရှော့ညီလေးမပြေတော့ညီလေးငါ့ကိုရီကောပြတာဆိုပါဟလာညီလေးတွေ့မှာ triple k လာ triple k ဟုတ်တယ်ဟုတ်တယ် triple k ဒါပဲရှော့တာရီကောရီကောအမေကောင်းလို့ကျွန်တော်ကျွန်တော်နဲ့ဖက်တီးနဲ့ရီကောတူများတဲ့ မဲဒါပဲလေပွဲအံ့ပြီဒါဆိုပြီးပြီပွဲအံ့ဒါပဲဒါပဲကဲဆိုတော့ဒီနေ့ဗီလေးကတော့ဒီလောက်ပါပဲဆိုတော့ဗီဒီယိုအစောနေ့ကြည့်ရှုပေးခဲ့ရာတူတယောက်ဆင်ရကျွန်တော်နေကျေးဇူးများတင်ပါခင်ဗျာကျွန်တော်နေနေမကောင်းဖြစ်နေရတယ်သွားတဲ့နေတို့ကြောင့်မလို့အတန်ကိုကောင်းမသွင်းဖြစ်တာပါအဲ့တို့ကြောင့်မလို့ကျွန်တော်နေနေအားလုံးကိုတောင်းပန်ပါတယ်ဆိုတော့နောက်ပြန်မှတွေ့ကြပါဘောဂိုင်းအားလုံးပဲဘိုင်းပါ